ရုပ်ရှင်သမိုင်းပြတိုင်းခိတပိတ်ထားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရုပ်ရှင် SCA ရုံရဲ့20ချိန်မြောက်စူပေါင်းမဟာပုံကထိန်ကျင်းပမှာဖြစ်တာကြောင့်ရုပ်ရှင်သမိုင်းပြတိုင်းကိုခိတပိတ်ထားမယ်လို့မြန်မာနိုင်ငံရုပ်ရှင် SCA ရုံကအောက်တိုဘာလ33ရက်မှာကြေညာချက်32မြင်းဆောင်2025အဖြစ်ထုတ်ပြန်ထားပါတယ်။ ရုပ်ရှင်အစီအရေးရှင်ရဲ့စူပေါင်းမဟာဘုံကထိန်ကိုယခုနိုဝင်ဘာလတရက်နေ့နဲ့နှစ်ရက်နေ့တွေမှာကျင်းပမှာဖြစ်ပြီးဒေသပင်များပို့ဆောင်ခြင်းလူတန်းမှုအစုစုအားရေစက်ချတရားနာခြင်းများပြုလုပ်မှာဖြစ်တာကြောင့်ရုပ်ရှင်သမိုင်းပြထိုင်အားအစူပါနှစ်ရက်ကိုခေတ္တပိတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာရုပ်ရှင်သမိုင်းကို အများပြည်သူလေ့လာနိုင်ဖို့အတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝန်ထမ်းရှိရုပ်ရှင်သမိုင်းပြတိုက်ကို နေစဉ်ပိတ်ရမရှိဖွင့်လှစ်ပေးထားတာဖြစ်တယ်လို့သိရပါတယ်ရှင်။